င်္ဂလာပါရှင် Clip for Reading Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီခုဖတ်ပြမှာကတော့ဆိုင်းဆရာမကြီးဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့ဝုံမုံချေတန်းဆိုတဲ့ဝတ္ထုစာအုပ်ကလေးကိုဖတ်ပြမှာပဲဖြစ်ပါရစေ။အားလုံးပဲခံစားနာဆင်ပေးကြပါအောင်ရှင်။ ဘုံမုံခြေတန်းအပိုင်း6ကောင်းလိုက်တာဟဲ့ဘာလဲကြာစံကြောရလားတင်းတင်းကြောင်းလားอืมကြာစံကြောရစားလို့ကောင်းတာတင်းတင်းကြောင်းကကြောက်ဖို့ကောင်းတာတနာရှာပါတယ်နော်တို့ကလည်းစမသိဘူးလေတို့မွေးနေတော့ကတင်းတင်းတို့သားမိအင်္ဂလာအိတ်ကြပြီးပြောပြမှာတာပီတို့ဘုံမပိုးပြီးနားလေခဲ့ရတယ်ตัวตะเกร้อปยตนาเนี่ยหลุผิดแค่เกลีคู่ที่ดอตินๆลุเนี่ยนี่ล่ะตุ๊เผียบะโลปอล่ะล่ะเลย ညသွင်းနေရေခဲတုန်းကတပြိုင်နက်မေးကြ၍သုံးယောက်သားပြိုင်တို့ရေကြ၏နင်တို့ကလည်းဟဲ့လူရမင်းနေလိုက်ကြတာအော်ငါဒီလောက်ထိအပြက်လုတ်ပြီးထွက်လာတဲ့ကိစ္စမှာ အဖေပြန်ပါဆရာမမလို့ပဲခုတုမှအဖေရှိနေတယ်ဟုတ်လားအေးအဲ့ဒါရေကိုတားလျင်အသားမတင်ဆိုတဲ့သဘောပေါ့သူ့တာနာကိုသူ့ဖေးလိုက်လာတာဘာတက်နိုင်မှာလဲဒါပေမဲ့ချက်ချင်းကြီးတော့လိုက်လာတာမဟုတ်ဘူးလေအနေဆုံး၄နှစ်လောက်တော့ကြာမယ်ထင်တယ်တင်းတင်းတို့ကမန္တလေးကိုရောက်ပြီး နှစ်လလောက်ရှိတော့တင်းတင်းရဲ့အကူကြီးကကိုရိုင်းလာခေါ်တယ်။သူတို့သားမီးအိမ်ပြန်ရောက်သွားတဲ့။နောင်တင်းတင်းတို့အမေဆုံးမှရောက်မရနေလည်းမတည့်ဘူးထင်ပါရဲ့။တင်းတင်းကတော့တာပေတူးချောင်းလို့ပြောတာပဲ။တို့လေမြို့ရဲကလမ်းနေပြင်တော့အိမ်တွေအများကြီးရှုပ်ပေးရပါရောလား။အေးအဲ့ဒီတော့ကသူတို့အိမ်ကြီးကိုရောင်းလိုက်တာ။စီးပွားရေးလည်းမကောင်းကြတော့ဘူးထင်ပါရဲ့။ငါကအိမ်ကိုပြန်ပြင်မဆောက်နိုင်တော့ရောင်းလိုက်ရတယ်လေ။အမွေရလို့မဟုတ်ဘူးပေါ့။တင်းတင်းထွက်သွားကားစားစိတ်ဆိုးပြီးအမွေးပြက်တွေပါနေကြံကြံခဲ့သေးတာဆိုတော့ထိုက်တဲ့တလောက်ပေါ့ဟဲ့ အင်္ဂလိပ်ဝယ်ပေးတယ်တဲ့ကဲပြီးပြီလားဇလန်ကပြီးသေးဘူးတင်းတင်းငါ့ပုံမှာမြုပ်ထားတဲ့အကွက်တင်းနဲ့တာပီတူအကြောင်းကြံသေးတယ်ဟာဒုက္ခပဲဒေါမြသွေးအချိန်လေးတော့ကုန်တော့မယ်အောင်မေမိမကစပီးအိမ်နေလှုပ်ချင်တာလားမဟုတ်ဘူးဟဲ့ငါနိုင်ကျူတီဝင်ရမှာလေအိုး sorry sorry အေးရမယ်အေးရမယ်လားငါအေးရပါမအေးချမ်းရင်စောင်းချောင်းငါမေ့လို့ညာသွေးကမေတော့အေးရပါမသွားအေးသည် အဲ့ဒီမိမဆက်ယုံလို့ပဲအချိန်ကိုမှန်းနေတာသူ့မှာအပိုဖြုံးတိပစ်တဲ့အချိန်ဆိုတာကမရှိဘူးရေခဲတုံးကမြသွေးကိုသဘောကျနေသည်ရေခဲတုံးနဲ့မိတော်ကတော့ပကံများကိုစီကြောကြပြီးစားဘခန်းထဲသို့ပြန်ဝင်လာကြသည်မိတော်ရေငါကလေသူများရဲ့လှည့်ဝတ်ချက်ဆိုစိတ်ဝင်စားတတ်ပါပြီနဲ့နင်ခုနပြောတဲ့တင်းတင်းမြှုပ်ထားတဲ့ကိစ္စဆိုတာဗာလဲရင်အော်နင်မမြင်သေးလားတာပီသူ၃နှစ်လောက်ကငါ့အတက်မှာပတ်စံနေစာအုပ်ခိုးရဲအမှုလေအေးမှတ်မိတယ် ဲ့ဒါနဲ့ဆက်ဆက်နေတာအပိုင်းခနဲ့သူငယ်တန်းမှ၃နှစ်အထိအတန်းစင်တက်လာခဲ့သောတက်တန်းတစ်လျှောက်တွင်မိတော့အတန်းမှာပစ္စည်းပြောင်းမှုကိုတစ်ခါမှမဖြေရှင်းရဘူးပါအဲ့ဒါကိုပင်ဂေါင်းဟုမတန်းပြူစေမမျောလိမ့်မယ်ခဲပြဲပြောင်းလိုက်ခဲတံပြောင်းလိုက်အတူအထွာကလေးတွေစောက်ပြတော့ကဘာမှထင်ထင်ရှားရှားအရေးတည်းယူမပြုမီကလေးတွေသူတို့ဟာသူတို့အထင်မှားပြီးပြဿနာရှာတာဟုပင်ထင်ခဲ့၏ဒါပေမဲ့ သူတို့ကိုတခုတော့သတိပေးဖြစ်ခဲ့သည်ဆ iam တို့တမ်းမှာပစ္စည်းပြောက်တယ်ဆိုတာထုံးစံမရှိခဲ့ဘူးခုပြောက်တယ်ပြောကြတယ်ဒါတခြားခန်းကလာခုတော့မဟုတ်ဘူးကိုတန်းတွေကလူပဲနေမှာဒီတော့မင်းတို့တခုဖန်းအလစ်မပေးနဲ့မိရင်တော့မလွယ်ဘူးမှတ်တော့အရင်ကခြေစောလက်စောလုံးမိတယ်ဆိုရင်ကိုယ်စိတ်ကိုပြုတ်ပြင်မိတော်ပြောထားတဲ့အတိုင်းပဲကလေးများသည်ပစ္စည်းများကိုဂယူဆိုင်နေကြသည်တပတ်လောက်ငြိမ်နေ၏ နောက်တစ်ပတ်ထဲမှာတော့ပုံနှိပ်စာအုပ်တအုပ်ပျောက်သွားကြောင်းမင်းကလေးတယောက်ကလာတိုင်းသည်တဆက်တည်းပင် တာပေတူးထံမှထိုစာအုပ်ရှိနေကြောင်းတိုင်းပြောသည်တာပေတူးထံမှစာအုပ်ကိုသိမ်းလိုက်ပြီးမဟောတရာတကိုးဖန်းနေဖြင့်ဆက်စီသောအခါစာအုပ်တွင်ထူခြားဖြစ်နေသောအရာများကိုတာပေတူးကမပြောနိုင်စာအုပ်ရှင်ကျောင်းသူလေးကအကုန်ပြောပြနိုင်သည်ဒါတောင်တာပေတူးသည်စာအုပ်ပေါ်မှနာမည်များအတွင်းထဲမှကျောင်းသူကလေးရေးထားသောနာမည်များကိုအသေးအချာဖြတ်ထားပြီးဖြစ်သည် တာပေတူးမလုပ်ဘူးတော့မကောင်းဘူးဆိုတာမရှိသလောက်ဖြစ်နေပြီအတန်းထဲမှာကလေးများကလည်းတာပေတူးကိုအထင်သေးလာပြီမိဘကလည်းဘာမှအကျိုးမရှိကလေးကိုအသေးရိုက်ဖို့များစိတ်ကူးကြလေသလားမသိတခုဖြစ်တာနဲ့ရိုက်တခုဖြစ်တာနဲ့ရိုက်နဲ့လူကလေးသည်တရိတ်ဆန်လိုအသက်ရှင်နေရသည်အတိညာနေပါလာတော့အဖေနဲ့အမေကကလေးဤမကောင်းသောစိတ်ကိုပြုပြင်သည်နီးမှာနောက်မလုပ်ရဲအောင်ကြောက်လန့်တော့အောင်ရိုက်၍ဆုံးမသည်နီးတခုပဲရှိသည်ဟုနားလည်ထားကြသည်မိတော်သည် တာပေတူးကိုပြုပြင်ရန်နီးမျိုးစုံကိုရှာဖွေရသည်။တဲ့သူများဆောင်ကိုဘာဖြစ်လို့ယူရတာလဲ။ခုလိုတည်သွားတော့တောင်းမအရှက်မရဘူးလားဟုနှစ်ယောက်ချင်းတွေ့၍မေးသည်။ကလေးကငြိမ်နေသည်။ဟင်တာပေတူးမင်းဆ iam မကိုချစ်တယ်ဆိုပြီးဆ iam မဆိုင်တဲ့အလုပ်တွေကြီးရှောက်လုပ်နေတာပါ။တောင်းမဆောင်မရှိတော့ဘူးဆ iam မ။ဘယ်ရောက်သွားလို့လဲ။ဒီလိုပါပဲဆုတ်ပြဲသွားတာ။ခုတင်နေတဲ့ဘိုင်းနေမရှိတော့ဘူး။ဒါနဲ့ပဲသူများဆောင်ကိုခိုးရရောလား။ ဆရာမပုံလေးဆောင်ပေါင်ယူပေးရမယ်ဆို။ဩတရခန်းကငါပေါ့လေ။အေးကောင်းတယ်။အစတော့ငါစောက်ကိုမစောက်အောင်ခိုင်းပါလား။ဒါမှမဟုတ်ရင်အမေကိုဝယ်ခိုင်းပါလား။အမေကရိုက်မှာမဝယ်ခိုင်းရဘူး။ရိုက်နေခြင်းဖြင့်ဖြည့်ရှင်ရမရနိုင်တော့ကလေးဤအမားကိုမြင်တွင်ရသည်။အမား၏ပထမအစသည်ကလေးဤသတိလလစွာစီကံမရှိမှုဖြစ်ကြောင်းကိုအသေးချာပြောပြရသည်။ဒါပေတူ၏အခက်အခဲကိုမေတော်ကတင်ချပုံလေးစာအုပ်တအုပ်ဝယ်၍ဖြည့်ရှင်ပေးလိုက်သည်။ နောက်ထပ်ပတ်စံခိုးတဲ့ကိစ္စကိုတော့မေတော်ကိုယ်တိုင်လက်မခံနိုင်ခဲ့ပြီစောက်ခိုးတော့မရိုက်လို့ငါ့ကိုမကြောက်တော့ပဲမင်းလှုပ်ချင်တာလှုပ်တဲ့သဘောလားကဲပြောစမအောင်ဒီပိုက်ဆံကိုမင်းဘာလုပ်ဖို့ယူတာလဲမင်းကရိုက်မှကြောက်တတ်တယ်တရိတ်ဆန်စီးတဲ့မျိုးပဲ ਉ အကောင်းမှတ်နေပြီလားရိုက်ခန့်ချင်းပြောငါရိုက်တတ်တယ်မရိုက်တတ်လို့မဟုတ်ဘူးမင်းကိုလူဖြစ်စေချင်လို့နားလေလားမေတော်အတန်ဒီလိုအပ်တီထပ်ပိုး၍ကျနေပြီးဒေါသတွေလည်းကြီးနေသည်တာပီတူကတော့ မျက်နှာသေးကလေးနဲ့ခေါင်းငုံ၍နေနေသည်ထုံးစံတိုင်းကလေးတွေကိုရမှသူ့ကိုစိတ်ရှိလက်ရှိမေးရပြန်သည်ဒါပေသူသည် အခုချိန်ထိမိတော့ကိုပွန့်ပွန့်လန်းလန်းနဲ့အမှန်ကိုပြောနေစေဟုယုံကြည်နေရသည်မိဘဘလို့သူများပတ်စံကိုယူရတာလဲအကျွေးဆက်ရမှာမို့ပါဘာအကျွေးလဲငုံထူကြတာတားဘက်ကတုံးလုံးရှုံတာကြားလာပြီသူတို့ကအကျွေးခဏခဏတောင်းနေတယ်မပိရင်ဆ iam မောက်တိုင်းတော့မယ်ဆိုလို့ဒါလည်းဆ iam မောက်ကြောက်တာနဲ့ခဏခိုးယူလိုက်တာပါ သုံးချက်သေးပါ သူ့ပဆန်အကုန်လုံးကိုလည်းမယူပါဘူးမောဝယ်စားကိုချမ်းခဲ့ပါသေးတယ်မိတော်ကတော့တာပေတူးကိုကြည့်ပြီးစရန်စင်မင်းဝတ်ထုတွေကအစွဲလိုသူမိဖုရားအတော်စိတ်ခိုင်းသူမင်းဧကရေလင်းနေပြစ်သူဖုရားကျွန်တော်ဆိုသည့်လျှောက်လွဲချက်ကိုပေးခဲ့တော့တောင်းတော့မဟုတ်ဆိုဘူးသားတရိယာနေတော့သည်တော်သေးတာပေါ့လျှောက်လွဲချက်ပေးပေါ်ရသေးတာအလင်းအညာမဟုတ်တာတွေလျှောက်ပြောကုန်ရင်တော့တုံးလို့တောင်ရတော့မှမဟုတ်ပါဘူးဟုတ်ဖြေရည်တာပီတူပြောပုံက ဆီယမအိုဖြည့်ရှင်းသည့်ပုံစံမျိုးထက်အမေတို့မဟုတ်အမအိုအချိုးအချောင်းပြန်ပြောပြနေသည့်ပုံစံသူဘက်ကတော့တတထထကလေးပင်းလို့ပေါ့မိတော်သည်တပေတူဤရင်တွင်စိတ်ကိုယ်သာမြင်ကျင်နေမိသည်အယောင်ဆိုးထားသောအတွင်ပြောင်းထားသောလောက်ကြံမှုများဖုံးကလာပြီဆိုလျင် သူ့ကိုမိတော်လက်လျှော့ရတော့မိသားဖြစ်၏ဒီရွယ်ကလေးနှင့်ပင်သူ့ပေါ်မှာဖုံးနေသောအမောင်ဤဒုတဲ့အင်အားကတော့မတိလာပေငုံအုံထုတဲ့လောင်းချင်းနှင့်ထုတဲ့ မမျောလဲမယ်နဲ့အတန်းထဲမှာလောင်းကစားလုပ်တော့အမိုက်အမဲကလေးများကဆက်၍တွေ့မြင်ရပြန်သည်အတန်းထဲမှာအတန်းကောင်းကောင်းလှုပ်၍အာကိုအာထားပြူရသောလူလိမ္မာကလေးတို့ကငုံဥထုပွဲကြီးကိုလောင်းကြီးထက်၍ကျင်းပနေကြပါတယ်ဆိုပါလားတေခွင်းပြစ်တာအစားလောင်းကြီးနဲ့တဲ့သူတို့ပေါ်မှာတော့မေတော်ကခွင့်မလွတ်နိုင်အောင်စိတ်ဆိုးသည်ဆီယမနာမှာကဲ့၍အတန်းကိစ္စတွေကိုစူးစမ်းပန်းစားလုပ်ပြရုံမျိုးမကဒါပေတူးနဲ့ပတ်သက်သမျှတရင်စိုးကိုအခမလက်ပေးနေတဲ့ကလေးတွေက သူတို့ကိုယ်တိုင်ကတော့ခဏခဏတားမြစ်ခဲ့ပူသောလောင်းကစားအလုပ်ကိုအသက်ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ပြပြရေလှုပ်ရဲကြသည်ဒါဟာမတမမှုအကြီးစားပဲသူများအပြစ်ကိုတော့ရှရှာဖွေဖွေတိုင်လာဒေါ်လာသူတို့ကိုယ်တိုင်ကလည်းအပြစ်ကင်အောင်မနေဒုံခိုင်ပူသောဆီယာမကိုဒုက္ခအောင်သူတို့ကပင်ဆ ảy ဖန်တီဒါပေမဲ့မေတော်ကတော့ရာဇဝင်အရေးမခံပါဘူးငငယ်လေးကလေးကလူလူမွေးလာခဲ့တာလင်းနှစ်လင်းမိုးကြီးတောင်ကြမှာတိရိစ္ဆာန်ရိုက်တယ်လို့ရိုက်ပြီး အစွဲဖြောက်ရမှာလားအဲ့ဒီလိုဖြောက်ပြန်တော့ပြောက်မှာလားဆီယာမကိုကြောက်လို့ဒုက္ခကြောက်လို့ပြုပြင်ရင်ခဏသာခံလိမ့်မည်မိတော်ကကြားရှိခံသောစိတ်အလှပန်းကိုသာပွင့်စေခြင်းသည်ဒီတော့တမျောတခေါ်ကြည့်နေရပြန်တာပါပဲမန္တလေးမြို့ဤဒလင်းစရိုက်ဆိုရမလားရင်ကျေးမှုဟုပြောရမလားဆောင်းရသည်ရောက်ပြီဆိုရင်ရက်ွက်ဆိုင်ရာဖျားပွဲကလေးတွေရှိတတ်သည်ပွဲပါတဲ့ပွဲကပါ ပွဲပါရင်မတက်နိုင်သည့်အရက်ကပွဲမထင်နိုင် ဘလို့ရက်ကွက်မျိုးဖြစ်ဖြစ် လော့စပီကာတန်တွေစူညံနေသည့်ပွဲတစ်ခုကတော့ပါစမြဲပင်ထိုပွဲကကားထိုးသည့်လောင်းကစားပွဲဖြစ်သည်လမ်းဘေးကျွေးဝိုင်းမှာလဲတချက်နှစ်ချက်လောင်းကစားဖျားပွဲမှာလဲလူသိရှင်ကြအော်ဟေလောင်းကစားနောက်ဆုံးအိမ်ထဲမှာတီဗီကြည့်ရင်ဘောလုံးပွဲနဲ့အလောင်းအစားအဲ့ဒီမြင်ွေးများကကလေးတွေကိုတင်ပေးတာပဲဖြစ်မှာဟုမေတော်ကဝမ်းနဲ့စွာတွေးမိ၏ဒါရီကိုမြင်နေရပါလျက်မေတော်မှာတားမြင်နိုင်စွာမရှိအဲ့ဒီကိစ္စတွေပေါ်မှာ မေတော်ဤမလွမ်းမနိုင်မှုကကလေးတွေပေါ်မှာကြောက်ရောက်လာတော့မကောင်းမှုများကိုတားမြစ်ရန်ဩဇာမသက်ရောက်နိုင်တော့ခြင်းဖြစ်မည်ဟုယူကျုံးမြစွာတူမိ၏တခါတလေမှာကလေးကိစ္စနှင့်တိုင်ပင်ညှိနှိုင်းရန်အတွက်မိဘကိုအကြောင်းကြားလိုက်ပါရဲ့ညထောင်းနေနေတည်ရင်နဲ့တင်းတင်းအစီတဝန်းဝင်းနဲ့မျက်နှာကြီးကိုကြည့်ပြီးဘာမှပြောမထွက်တာမျိုးလဲကြုံရဘူး၏အဲ့ဒီအဖေမျိုးကသူ့ကလေးကိုဘယ်လိုများဆုံးမှမှာလဲမိဘမြတ်တာကိုမေတော်နားလဲ၏ကိုဘွားနေကို ဘလောက်ထိမကောင်းဆိုးဝါးတွေဖြစ်ခဲ့ဖြစ်ခဲ့ကိုမွေထားသောသာသမီကိုတော့ကောင်းစားစေချင်တာမိပါတိုင်းမြတ်တာပဲထိုမြတ်တာတရားသည်လှောက်ရှားလုံလုံနေသောလူဘဝအတွက်တစုံတစ်ခုသောအတိုင်းအတာထိတန်ဖိုးရှိနေမှာဖြစ်တော်လဲမစင်မချင်းသောအနေအထိုင်အပြုမူမဆောင်စည်းသောကိုကျင်တရားမထိန်နိုင်သောဝါသနာပိစားတို့ကြောင့်ထိုမိမိတို့၏သာသမီများမှာလောင်ရင်မီ၍အစိတ်သိမ့်ရတာတွေကိုလည်းထဲ့မထွက်လို့မရနိုင်ကြောင်းမိတော်နားလည်ရ၏ထို့ကြောင့်ပင်စိတ်ရှုပ်ထွေးရ၏ မိသောအတံမကလေးများသည်ဝန်ထမ်းငယ်တို့၏သားသမီးများလက်လုံလက်စားတို့၏သားသမီးများသာများသောကြောင့်သူတို့တွေကငယ်ကလေးကအညွန့်အတံမှဘလို့ပိုးမွားတံကိုမှမထီစီလိုပါဒါပေမဲ့မိသောကကြောင့်မှဘလို့ပဲတွင်တင်ပြုပြင်ပေးမယ်အိမ်ပြန်ရောက်သွားရင်တမယိုးချအလုပ်တွေလုပ်နေကြတာလည်းသိနေလျက်သားပင်ထိုနေ့ကတော့မိတော်သည် အပေါင်းမတက်ရှင်းပြတွင်တင်ရ၏စိတ်ဆိုးရ၏စိတ်ကန့်တွေတင်ကြရ၏အတန်းသည်ငြိမ်သက်နေသည် ထိုနေ့မှစ၍တပတ်လောက်ကြာသည်အထိမိတော်သည်တရန်လုံးကိုစကားသိမ့်မပြောဘဲခက်တီတီပင်ဆက်ဆန့်၏မင်းတို့ကငါလူကြီးလူကောင်းဖြစ်အောင်တမင်စိုးစားပြီးမွေးလာခဲ့တာမင်းတို့မှအောက်တန်းကြတဲ့အလို့အောက်တန်းကြတဲ့စိတ်အခုလိုရှိနေမှန်းသိရတော့ဆရာမဝမ်းနေတယ်သူများကြရင်လည်းတိတ်ချက်စရာကောင်းတယ်အတန်းစင်လိုက်တက်လာသည်မအေးတန်းကကလေးတွေဟာဘသူမှရှင်လို့မရအောင်တိတ်တော်တာပဲလို့ကျောင်းအောင်ဆရာမတွေကစံပြထားပြီးကြီးကျူးခဲ့တာမင်းတို့အတိပဲမင်းတို့လိမ်မာလို့လဲဆရာမကမင်းတို့ကိုတွားကျင်နေစီလိုက်ပုတ်ပေးခဲ့ပြီးပြီ စားချင်တာကြွေးခဲ့ပြီးပြီမင်းတို့ဘက်ကကြတော့အောက်တန်းကျတဲ့အလုပ်ကိုလုပ်ဖို့ဝင်မလေးဘူးပြင်ပါအချိန်မီပြန်လိုက်ကြမတင်ရင်မင်းတို့အတန်းကိုဆင်းမဆမ်းမတင်တော့ဘူးမင်းကလေးများကငိုကြည်ယောက်ျားလေးများအားလုံးဒီတိတ်ဆိတ်နေကြသည်နောက်နေမှာတော့တာပီတူဥဆောင်သောယောက်ျားလေးများသည်မိတော့အိမ်အထိလိုက်လာကတောင်းပန်ကြ၏ငိုရိုလျက်ကလေးတွေပေးကြသည်နောက်တော့လေဆရာတပည့်တွေပြန်၍အလွမ်းတင်ကြရပြန်ရော့ ်သူကိစ္စကိုအကြောင်းပြု၍အိမ်ကိုရောက်ပူသွားသောပုပ်ကိုကလေးများကဦးဆောင်ကမိတော့ကိုအိမ်ထိရောက်အောင်လာလာကြိုကြသည်မိတော့ကသူတို့နဲ့အတူကြောင်းသွားရတာပြောသည်သူတို့ကမိတော့ဆွဲခြင်းတွေထီးရိစာအုပ်တွေကိုအလူအရက်သေးလျက်မိတော့လက်ကိုတစ်ဖက်တစ်ချက်စီဆွဲပြီးကြောင်းသွားရတာပြောကြသည်မိတော့ကလည်းကျေနပ်နေသည်သူတို့တွေနဲ့တိုက်တိုက်ဝန်းဝန်းသွားရ၍ပြောရခြင်းထက်ကလေးများနဲ့ရင်းနှီးမှုပိုရခြင်းကြောင့်ဖြစ်သည်အထူးသဖြင့်တာပေတူးနှင့်ပေါ် ဒါပေသူကလည်းကလေးဆိုပေမဲ့တမန်ကလေးလိုတော့ပြီးပြီးပျောက်ပျောက်ပေါ့ပေါ့တန်တန်ကလေးမဟုတ်သူကမှလုံးလို့ဆရာမကမှန်လို့တော့ဒါသူ့အတွေ့ကလေးနဲ့သူမှန်နေပြီဟုထင်ထားတော့ကိစ္စကိုမေတော့ဘက်ကအနေငယ်ကြူကြော်၍အပြစ်ဆိုမိလျင်ရင်ထဲမှာတီးမလျက်အခန့်တင်သောအချိန်မှပြန်၍မေးတဲ့ရှင်တတာသူ့အချင်းဖြစ်သည်ဆရာမဟိုတကပြောရလေမင်းကသင်ပေးတဲ့ပညာတော့တက်အောင်မယူဘူးဘယ်သူမှမသင်ရတဲ့အခုအဝတ်ပညာတော့တက်တယ်ဆိုတာမဟုတ်ဘူးဘာမဟုတ်တာလဲတာရဲ့ တားသူများပစံကိုယူတက်တာမိမိတင်ပေးတာဟဲ့ကောင်လေးတော်ပြောတောင်ပြောဟွန်းဟုတ်တယ်ဆမမြောင်အမေမိကြီးတားတော့ငငယ်တုန်းကဖဖကြီးတို့အိမ်မှာနေတော့လုံးရတာနေ့လည်ကင်းဆိုတအိမ်လုံးအိတ်ကြရောအဲ့ဒီအချိန်မှာဆိုရင်မိမိကဖဖကြီးရဲ့ပစံတက်တာကြီးတွေကိုနှိုက်တာအရွက်ကြီးတွေကြီးပဲနောက်ကြတော့မိမိကသူကိုယ်တိုင်မနှိုက်တော့ဘူးတတကိုပဲယူခိုင်းနေအရွက်ကြီးကြီးယူတော့လို့မှားတာမိတော်မှာဘာပြောရမှန်းမသိအောင်မင်းငြိမ်သွားသည်မိမိကပြောတယ်လေ ပေါ်ပွားကြည့်သေးတော့ရင်နဲ့မမကအမွေရမှာမဟုတ်ဘူးတဲ့ခုရတော့ယူထားလို့ပြောတာပဲအဲ့ဒါခိုးတော့မဟုတ်ဘူးလားဆရာမပေါ်ပွားကြည့်ရဲ့ပတ်စံကိုမသိအောင်ယူတာလေကလေးအမေစကားကိုမှားရဖြင်းမိမှဆိုးလာသည်မမကတားကိုပြောတယ်ငါတားခုတည်းကအားကိုရပြီလို့ပြောတယ်ကလေးကတော့သူ့အပြစ်မဟုတ်ကြောင်းသေးချာရင်စောရကတွေတန်နေသည်ဒါဖြင့်တားနဲ့မမေကိုဘာဖြစ်လို့ဖွားကြည့်လို့နဲ့တူတူမနေခိုင်းတော့တာလဲမမေနဲ့ဘာဘာမိမရန်ဖြစ်လို့ ဘာဖြစ်လို့ရင်ဖြစ်တာလဲအစုံမဲငွေခိုးလို့ဆွဆွဲတာမမေကကို့မိန်ပစ္စည်းယူတာဘာဖြစ်တယ်လဲလို့ပြောတယ်နောက်တော့တားပတ်ဆံယူတာလည်းတိသွားတယ်အဲ့ဒါပေါ့တားရဲ့သူများပစ္စည်းကိုတိတ်တိတ်ကလေးယူတယ်ဆိုတာခိုးတာကိုပြောတာခိုးတဲ့အလုပ်ကိုဘယ်အရွယ်ပဲလုံးလုံးမကောင်းဘူးမမေလောက်လည်းမကောင်းဘူးတားလောက်လည်းမကောင်းဘူးသူများတင်ပြီးလို့တက်လည်းမကောင်းဘူးသူ့အလုပ်လို့တက်လည်းမကောင်းဘူးမကောင်းတဲ့စိတ်ထားရှိတဲ့လူကိုဘယ်တငယ်ချင်းကမှခင်ခင်မင်မင်ပေါင်းမှာမဟုတ်ဘူး ကိုပိုင်တဲ့ပစ္စည်းတွေကိုသူများယူမှာမကြောက်ဘူးလားစဉ်းစားကြည့်ပေါ့မေတော်ကတားကိုဆုံးမသည်။တားဒီတင်းတင်းကို ပြန်ပြောလေးရှိသည်။တာပေတူဤစိတ်တွင်သူ့ကိုအပြစ်ကြီးပြောနေတော့သူ့အမေအားအမေမှလည်းအပြစ်ရှိတာပဲဟုပြန်ပြောချင်သေးသလားမသိ။တာပေတူဤကောင်းမှုကြောင့်ပင်တင်းတင်းနေမေတော်ကိုအဆက်အသွယ်ဖြတ်စားပြုလေပြီ။ဘဘကအိမ်မှာအလူတန်းလှုပ်ရှားရှိ၍တင်းတင်းကိုမှလည်းတင်းတင်းကအเจ้าအမျိုးမျိုးပြရင်းနေသည်။မလာဘဲနေသည် တစ်ခါမဟုတ်နှစ်ခါမဟုတ်ဆိုတော့မိတော်တို့ကဆက်ဆက်တွေ့တော့ကြည်ရသည် တာပေတူကိစ္စနဲ့ပတ်သက်၍ပင်အိမ်မှာလဲမိတော်တို့တူပြီးမိအဖွားတွေစကားစစ်ထိုးပွဲငင်းခုန်ဝင်များမကြာခဏဖြစ်ပွားခဲ့ရသည်ခုဆိုရင်တမိတာပေတူပေါ်မှာတော်တော်လေးအောင်မြင်နေပြီလို့ဆိုရမယ်အတော်လေးကိုဖြည်းဖြည်းမြောင်ရှိနေပြီဒီတိုင်းဆက်ပြီးမြဲတော့တမိဘက်ကတာမေတူနဲ့ပတ်သက်တဲ့စွန့်စားမှုတစ်ခုလုပ်ရအောင်မယ်ထင်တယ်အဲ့ဒါကိုအောင်မြင်တမိအောင်မြင်ပါပဲမိတော်က ဖဖနဲ့ဒေါ်လေးပြူကိုတိုင်ပင်သည့်အနေဖြင့်ဖွင့်ဟသည်ဘလို့ဆွမ်းသာမှုမျိုးလဲတမိရဲ့လက်တွေဆန်းသက်ပြီးပြုပြင်ခဲ့သည်များပေါ်မှာမူတည်လို့ပေါ့ကလေးတယောက်ကိုကောင်းစေခြင်းနဲ့ဆိုရင်ကလေးကိုရိုက်တာနဲ့တာထက်ကလေးရဲ့ရင်ထဲကစိတ်အမှန်ကိုသိမြင်အောင်လုပ်ပြီးကောင်းတာမကောင်းတာလှုပ်တင်တာမလှုပ်တင်တာနားလည်အောင်စိတ်ရှိလက်ရှိရှင်းပြဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းတမိကောင်းကောင်းသိခဲ့ပြီးဒီကလေးဟာလေးရန်အောင်ပြီးရင်တမိနဲ့ဝေးသွားရမှာပဲသူ့ကိုဆက်ပြီးထိန်းသိမ်းရမယ်သူကမိပါပဲမဟုတ်လားအဲ့ဒါ သူ့အဖေရောအမေပါအိမ်မှာခေါ်ပြီးတမိရှင်းပြခြင်းနဲ့ဒါရီယာတမိတို့ကိုပြောပြီးသားမဟုတ်လားပြောတော့ပြောပြီးသားပါဘွားဒါပေမဲ့ခုပြောရမှာကအတင်းအကျပြောရမှာကလေးဆိုးနေတာမှန်တယ်ဘာကြောင့်ဆိုးတယ်လဲဆိုရဲဆိုးရခြင်းအကြောင်းကိုတမိထောက်ပြမှာဥပမာတော်လေးဖြူရဲ့ဒါပေတို့ကသူများအောင်နှောက်ရှက်ခြင်းနဲ့မဟုတ်တဲ့အလုပ်တွေကိုပဲအစီအစဉ်တစားလုပ်ခြင်းနဲ့လောင်းကစားလုပ်ခြင်းနဲ့အတော့အဖြုံအယမ်းကြီးရဲ့ဒါရီယာသူ့အဖေစီကရတဲ့အမွေပဲညှင်းနိုင်သလား အမေစင်ကရတဲ့အမွေကတော့အတုမြင်အတက်တင်တဲ့ကိစ္စကလေးဆိုတာလူကြီးအတုအကုန်ယူတာပဲပဝင်းကျန်ရရတဲ့အတက်ပညာရဲ့သဘောတူရှိရှိတုန်းကလည်းလက်ခံခဲ့ကြတာပဲဒီเจ้าတွေကိုတမိရှင်းပြမယ်မိတော်ရဲ့ကြော်မကောင်းကြားမကောင်းတွေတော့ဖြစ်ကုန်တော့မှာပဲဘာလို့ဖြစ်ရမှာလဲဒေါ်လေးဖြူတမိအမှန်တရားကိုပြောပြတာပဲတိတ်ပြီးဆန္ဒမစောပါနဲ့ငါမကြီးမိတီတာကနည်းနည်းလေးလောကကြီးအကြောင်းကအကြီးကြီးအများကြီး ညီရှင်းပြရုံနဲ့တိမ့်တိမ့်လို့လင်းများလက်ခံမယ်လို့ထင်နေသလားညီဒီထီဝင်းမပါတဲ့မို့ဒါဟာသူတို့လူမှုရေးကိစ္စဖော်ပါကမိတော့ကိုဝင်ဟန်သည်ဖော်ပါကိုပြန်မပြောရတဲ့ဖြင့်ငိန်နေရတော့လဲဂျင်းနမှုလုံးဝမရှိဒါဟာကလေးအတွက်ကောင်းအောင်လုပ်တာပဲဖော်ပါကွေရမှာဒေါ်လေးဖြူနေညင်ရခုံရပြန်သည်လူဆိုတာကိုကိုကိုအမြဲလျှော့တွက်ကြတာပဲမိတော့ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေပေါ်မှာ ဘသူမဆိုကောင်းတာလေးတွေကိုပဲပြန်ပြီးတရိယာချင်းရနိုင်မယ်။မားခဲ့တာမိုက်မဲခဲ့တာတွေကိုတရိယာတောင်မေ့နိုင်အောင် မေ့ပြကြတာပဲ။ခုသူတို့နှစ်ယောက်ရဲ့စိတ်မှာဘာမှကြံတော့မှမဟုတ်ဘူး။တမိမယုံရင်မေ့ကြည့်။ခုသူတို့စိတ်ထဲမှာ ရှိချင်းရှင်သူတို့သားလေးတာပေတူပေါ်မှာချစ်တဲ့စိတ်နဲ့ကောင်းစေချင်တဲ့စိတ်နှစ်မျိုးပဲရှိတော့မှာ။ဒါမိဘမြတ်တာပဲ။ဒေါ်လေးဖြူပြောတာလည်းမှန်ပါတယ်။အချိန်တွေကအဲ့ဒီအစင်းနဲ့ရက်နေလို့မဖြစ်သေးဘူး။တာပေတူပေါ်မှာ တာမန်မိဘမျိုးထားတဲ့မြေတားထက် နားလေဖို့စာနာတတ်ဖို့လိုတယ်။ဒါထက်တင်းတင်းအနေနဲ့ဆိုလဲဥမောင်တာပေါ်မှာမကျင်းတဲ့တိုင်တာပီတူးကိုတဲစီမဲကြီးဆုံးမတာမျိုးတွေမဖြစ်အောင်ထိန်းသင့်တယ်။တကယ်တော့သူတို့နှစ်ယောက်နဲ့သာဆိုင်နေမကြည်လည်မှုတွေရဲ့ဒေါသပြမာကလေးစီမားကြီးဝင်ခိုက်နေတာများတယ်ဒေါ်လေးဖြူရဲ့။တမီးကသူတို့ကိုဘယ်လိုပြောမှလဲ။မျက်နှာချင်းဆိုင်ပြီးရှင်းတို့ကလေးဆိုတာရှင်းတို့ဗီဇာတွေပဲလို့ပြောရဲလို့လား။ပြောလို့ရဖြစ်မှလားမေးတော့ရဲ့။ ဲ့ဒါကြောင့်ပြောတာပေါ့ဒေါ်လေးဖြူရဲ့တမိစွန့်စားရမယ်လို့ပြောတာပေါ့အเจ้าမှခေါ်ပြရမှာအားနာတယ်တမိကသူ့ကိုအရှက်ခွဲစင်လို့လည်းမဟုတ်ဘူးစိတ်ဆင်းရဲစေချင်လို့လည်းမဟုတ်ဘူးနားလည်ပေးစေချင်လို့သူ့တို့နားလည်မှာရိုက်တာနှက်တာတွေရှော့မှာကြည်စမ်းမအောင်ဒေါ်လေးဖြူရဲ့စိတ်မထင်နှစ်ယောက်ဝိုင်းပြီးလှုပ်ထားတာကလေးမလေးတန်ရတန်ဆက်တွေပေါ့လို့ချိုးနဲ့တုတ်ထားတဲ့ဒါလှုပ်တဲ့နဲ့အလုပ်လားသူတို့နားမလည်လို့လှုပ်တာဆိုရင်လေနားလည်စေချင်လို့မိတော်ကပြောချင်တာပါ ဒေါ်လေးဖြူကခေါင်းရမ်းသည်မိမိမှမအောင်မြင်ခဲ့၍ကျောင်းမှဆရာမကြီးနှင့်တိုင်ပင်တော့လေတိတ်ပြီးခွင့်ပြုခြင်းပုံမရလုတ်ဖို့ကင်ပတ်တငယ်ချင်းတွေနဲ့တိုင်ပင်မြန်တော့အင်းမလုံအေးမလုံမိတော့ကိုထောက်ခံသူရှားနေသည် ထိုချင်းကရေခဲတုံးဒီစကိုင်းဆရာတက်တဲ့တိတ်ပန်းမှာမူလာရန်ဆရာဖြစ်တဲ့နန်းတနှစ်တော့တက်နေတော့အချိန်ဖြစ်သည်အလုံးကမိတော့ကိုထောက်ထောက်ခံခံပြင်အပီးအမြောင်းတော့ဥမ္မာတာနဲ့တော်ရင်သိန်းကို မေတော်ကစိတ်ထဲရှိသမျှပုံမှန်လင်းလင်းပြောရပါမလားဟုစဉ်းစားကြည့်မိ။ငငယ်တော့ကသင်ခဲ့ရသောဇီဝဗေဒမှာမျိုးရိုးဗီဇာပညာမှာမိဘ၏ဗီဇာကို သာသမီသည်ရာဂိုင်းနှုံးနှင်းများမဆိုလက်ခံကြရကြောင်းလဲအထင်ရှားရှိနေတာပင်မြမစကပုံမှာလဲလူမအမျိုးချက်မှာအယိုးရှိနေတာလဲလူတိုင်းအသိပင်ထိုကိစ္စသည်ဤလလန်းနှင်းပင်ကလေးတောင်စရုပ်ထာတန်သို့ရောက်လာခဲ့၏အကောင့်ထဲမှာဖြစ်သည်ပြောတော့ပြောမည် ်မိတော်ဘမှာခိုင်လုံစားဖြင့်အကျိုးအကြောင်းပြစရာတွေရှိအောင်စူဆောင်းရအောင်မည်မိတော်သည်ပဝန်းကျင်မှာမိသားစုများကိုလိုအပ်သည့်ထက်ပို၍စိတ်ဝင်စားစွာစူဆန်းလေ့လာကြည့်မိသည်ယခုဖတ်ပြသွားတဲ့ဝတ္ထုလေးကိုနားဆင်သူများနှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်း Cliff of Freedom Channel မှာဆက်လက်နားဆင်ပေးကြပါအောင်ရှင်အားလုံးပဲဘေးပြာတွေဝေကွာပြီးတရားချမ်းမြေတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်ကျမကတော့စာဖတ်သူဝိုင်းပါ